အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အရန်ကိုခိုင်းပါတယ်ကြီးထွားမှုမြန်တယ်ပဝန်းကျင်သူကကောင်းမွန်တဲ့အပင်လေးတစ်ပင်ချောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဆိုပါပင်လေးကတော့ဝါပင်ပဲဖြစ်ပါတယ်ဝါပင်ကိုအစိမ်းရောင်ရွှေနောက်ပြီးအနာဂတ်ပင်လို့ခေါ်ကြပါသေးတယ် ဘာကြောင့်အဲ့ဒီလိုခေါ်ဆိုကြရလဲဆိုတာကျွန်တော်နဲ့အတူအဖြေရှာကြည့်လိုက်ကြရအောင်ဒီ Ego Garia Channel လေးရာတဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုမျှပေးသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျ와빈하 တစ်သားရတဲ့ကျွန်းပင်ပတောက်ပင်တို့လိုတစ်ပင်အမျိုးအစားမဟုတ်ပါဘူးဝါပင်ဟာညမျိုးရင်းဝင် အပင်တစ်ပင်ပဲဖြစ်ပါတယ်ဒါပေမဲ့အချို့ဝါပင်တွေဟာဆယ်ထက်အစအုပ်တစ်ခုအထိကြီးထွားနိုင်ပါတယ်အော်စရာကောင်းတာကဝါပင်ဟာတနည်းကို3မီတာခန့်ကြီးထွားနိုင်ပါတယ်ဒါကြောင့်ဝါပင်ဟာကမ္ဘာအကြီးအမြန်ဆုံးအပင်တွေထဲမှာတစ်ပင်အပါဝင်ဖြစ်ပါတယ် ဝါပင်ဟာပဝန်းကျင်အတွက်မိတ်ဆွေအပေးတစ်ပင်ဖြစ်ပါတယ်အခြားအပေးများစုထက်ကာဗွန်နာအောက်ဆိုဒ်ဓာတ်ငွေကိုငါးစားခန့်ဆုပ်ယူနိုင်ပြီးအောက်ဆီဂျင်ဓာတ်ငွေ35ရာခိုင်နှုန်းခန့်ပိုပြီးထုတ်လွှတ်နိုင်ပါတယ်နောက်ပြီးအခြားတက်မအပေးတွေနဲ့မတူတာကဝါပင်ကိုဘေးမှာပေါက်နေတဲ့အပင်ငယ်လေးတွေမထိခိုက်စေဘဲခုတ်ယူနိုင်ပါတယ်ခုတ်ယူပြီးတဲ့အခါမှာတော့ ဝါးပိန်ဟာတဘာဝအတိုင်းပြန်လည်ကြီးထွားနိုင်စွမ်းရှိပါတယ်ဝါးကို နီးလဲများစွာအသုံးပြုကြပါတယ်အိမ်တရားတွေတိဆောက်တဲ့အခါမှာ၎င်းပရိဘောဂပစ္စည်းတွေထုတ်လုပ်တဲ့အခါမှာ၎င်းဝါးကိုအသုံးပြုကြပါတယ်သူချင်းနဲ့ကျန်းကင်းတို့လိုကျွန်တော်တို့နေစဉ်ဘဝမှာထိတွေ့နေရတဲ့ပစ္စည်းတွေကိုဝါးနဲ့ပြုလုပ်လာကြပါပဲစားစရာအတွက်ဆိုရင်လည်း ဝါးဝင်ကမြစ်ကိုရရှိပါတယ်။ဝါးကနေဆက်ခုကိုလည်းရရှိပြီးဝါးအမြင့်များမှတစ်ဆင့်ဝေစားတွေကိုပြည့်လုံလာကြပါတယ်။ဒါကြောင့်ဝါးကိုပလတ်စတိတ်နဲ့တဒါအစားတို့ပစ္စည်းအဖြစ်သတ်မှတ်လာကြတာဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကိုခြိုက်နှစ်တက်မှဆိုရင် like and share လုပ်ပေးသွားပါအောင်ဗျတဘာဝပဝန်းကျင်နဲ့ပတ်သက်တဲ့ဘူးတုဒ္ဒများစွာအတွက် channel လေးကိုလည်း subscribe လုပ်ပေးပါအောင်ကျွန်တော်တို့အတူကဘာကြီးကိုကာကွယ်ပြီးတဘာဝရဲ့အံ့ဖွယ်တွေကိုရှာဖွေလိုက်ကြရအောင်ဗျာ